ဆီးရီးယားအစိုးရရဲ့လေတပ်အခြေစိုက်စခန်းကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့လို့ရပေါ့ဆီးရီးယားအကြမ်းဖက်သမားတွေကအားရကျဉ်းနေကြတယ်လို့အီရန်သမ္မတဟက်ဆန်ရူဟာနီကပြောကြားလိုက်ပါတယ်။ဆီးရီးယားအနောက်မြောက်ပိုင်းကတပုံတွေထိန်းချုပ်ထားတဲ့မြို့မှာဧပြီလ၄ရက်နေ့ကဒါရုလက်နက်နဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကိုဆီးရီးယားအစိုးရလက်ချက်လို့အမေရိကန်ကပြောနေပေမယ့်အဲဒီကိစ္စကိုသမာသမတ်ကြကြစစ်ဆေးဖော်ထုတ်ဖို့အီရန်သမ္မတကဧပြီလ၈ရက်နေ့မှာတောင်းဆိုခဲ့ပါတယ်။အမေရိကကိုလက်ရှိအုပ်ချုပ်နေတဲ့လူကအကြမ်းဖက်မှုကိုတိုက်ဖြတ်မယ်ပြောတယ်။ ဒါပေမဲ့အခုစီးရီးယားမှာရှိတဲ့အကြမ်းဖက်သမားအလုံးကအစိုးရလီဒက်စကန်ကိုအမေရိကန်ကတိုက်ခိုက်တဲ့အပေါ်ဝမ်းသာနေကြတယ်။အကြမ်းဖက်သမားတွေကိုတိုက်နေတဲ့စီးရီးယားစစ်တပ်ကိုအမေရိကကဘာလို့များတိုက်ခိုက်ခဲ့ကြတာလဲ။ဘယ်ဥပဒေဘယ်ခွင့်ပြုချက်နဲ့များလွတ်လပ်တဲ့နိုင်ငံတစ်ခုကိုအခုလိုဒုံးကျည်ရင်းနဲ့တိုက်ခိုက်ရတယ်လဲလို့တမရရူဟာနီကရုတ်တံမင်းကိုမှထည့်သွင်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂအစိုးရစီးရီးယားအစိုးရမှဒါရုလက်နက်တွေမရှိဘူးလို့တမရရူဟာနီကဆိုပါတယ်။ ဒါဟာအမေရိကန်နဲ့ရုရှားနိုင်ငံတို့အကြား2013သဘောတူညီချက်အရစီးရီးယားဒါရုလက်နက်ဖြတ်သိမ်းရေးကိုကုလသမဂ္ဂကကြီးကြပ်ဆောင်ရွက်ပေးခဲ့တာကိုရူဟာနီကညင်ညွန်းပြောဆိုတာဖြစ်ပါတယ်။အီရန်နဲ့ရုရှားနိုင်ငံဟာစီးရီးယားသမရဘာရှားအယ်အာဆက်ရဲ့အရင်းနှီးဆုံးမဟာမိတ်နိုင်ငံတွေဖြစ်ပြီး IS အဖွဲ့နဲ့အယ်ကိုင်နာအဖွဲ့လိုဂျီဟတ်တွေကိုနှိမ်နင်းမှုအပြင်အကြမ်းဖက်သမားအဖြစ်ယူဆထားတဲ့အတိုက်ခံသဘုံတွေကိုတိုက်ခိုက်ဖို့ဆိုပြီးနှစ်နိုင်ငံစလုံးကစီးရီးယားကိုစစ်ရေးအကူအညီတွေပေးထားကြတယ်လို့သိရပါတယ်။ ဒါရင်မကသေးပဲဆီးရီးယားမှာမကြသေးမီကဖြစ်ပွားခဲ့တဲ့ဒါရုလက်နက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအနောက်နိုင်ငံတွေကအာဆက်အစိုးရပေါ်အပြစ်တင်နေတာကိုလည်းနှစ်နိုင်ငံစလုံးကကာကွယ်ပေးနေပါဗျာ။